ရှိဥစွာဘုရားသခင်ကျေးဇူးတော်ကိုချင်းမွမ်းပါတယ်။အားလုံးမင်္ဂလာပါခင်ဗျ။ဒီနေ့တော့တင့်ဝိညာဉ်ကိုအားဖြည့်ပါဆိုတဲ့အကြောင်းစဉ်လေးနဲ့ခေါ်ပြတော့မှာဖြစ်ပါတယ်။ Challenge ခံ23စပိုက်3ကိုဖတ်ပါမယ်။ငါဝိညာဉ်ကိုအားဖြည့်၍နာမတော်ဖို့လို့ငါတရားလမ်းထဲ၌သွေးဆောင်တော်မူ၏တွေ့ရတယ်။အဲ့တော့ကျွန်တော်ယုံကြည်သူရဲ့ဝိညာဉ်ကိုဘုရားသခင်အားဖြည့်ပေးတဲ့နိလရှိတယ် ဒါသိဖို့လိုတယ်ဘာတော့လဲဆိုတော့နာမတော့ဖို့လိုမှာဖျားဘုံထင်ရှားဖို့ဖြစ်တယ်လူရကယ်တင်ချင်းရပြီးတမတရားသိဖို့ဖြစ်တယ်အသိတော့တိဆောက်ဖို့နော်ဒါသူအတိတ်ပဲကဒါနာမတော့ဖို့လိုမှာဒါကြောင့်ဒီနေ့တရားဖြင့်ဖျားဘုံထင်ရှားဖို့နော်ဆိုရင်တော့တဲ့ဝိညာဉ်ဘုရားသခင်ဘလို့အားဖြစ်တယ်လဲဆိုတာကိုသိဖို့လိုပါတယ်ဒါဆိုရင်ဝိညာဉ်ဘလို့အားဖြစ်တယ်လဲ ကျွန်တော်အတွင်းလို့ပေါ့နော်ခိုင်ခန့်ဖို့အတွက်ဖရဘလုံလို့တလဲပေါ့ဆလံချန်ခန်းတရားဆက်တရား3ဆပိုက်3မှာတင်းအပြစ်လုံးစုံတို့ကိုဖြေလွှတ်၍တင့်အနာယောဂရှိသမျှတို့ကိုပျောက်စေတော်မူ၏ပြောတာတွေ့ရတယ်အဲ့တော့အပြစ်ဖြေလွှတ်ခြင်းကအနာယောဂပျောက်တယ်ဆိုတာကအဲ့ဒါဝိညာဉ်အနာကို ပြောချင်တာအဲ့တော့နံပါတ်1တော့ယေရှုခရစ်တော်ကို ိမိကတည်းရှင်ပြယုံကြည်တာပေါ့အဲ့ဒါအပြစ်ခွန်းလို့ချင်းခံရတာပေါ့ယုံကြည်သူဖြစ်ပြီးတဲ့နောက်မှာတော့ဘုရားသခင်ဖြစ်ပြီးတဲ့နောက်မှာတော့ဝိညာဉ်ပြန်နာတတ်တယ်ပေါ့နော်အပြန်နာတတ်ရင်ဘုရားသခင်နာမထောင်လို့မိသားပြတ်သွားရင်ဝိညာဉ်ပြန်နာတတ်တယ်အဲ့ဒီဟာဟင်ဟာလာအနာယောဂရှင်ပြပျောက်ဖို့ဆိုရင်ဘာဖြစ်လို့အပြစ်လွတ်ဖို့ဘာဘာလို့ရလဲနောင်တရရမယ်နော်ဘုရားသခင်နာမထောင်နောင်တရရဘုရားသခင်စကားတော့ပြန်နာထောင် အရာဒီဘာဖြစ်လဲဝိညာဉ်အနာငိမ့်တယ်ဒါဝိညာဉ်အဖြစ်ချင်းဖြစ်တယ်နော်နှစ်မျိုးပေါ့နော်ယုံကြည်သူဖြစ်လာခြင်းဒီဝိညာဉ်အနာငိမ့်ခြင်းဖြစ်တယ်ပြီးရင်ယုံကြည်ပြီးမှလမ်းလွဲတယ်နော်မိသားရဲ့ပြက်တယ်ဆိုရင်တော့ဒီနေ့နောင်တရပြီဖျားသခင်စီပြန်လာရမယ်တောင်းပါရမှာနော်အရာကလည်းကိုယ့်ရဲ့ဝိညာဉ်အနာကိုထိုင်ငိမ့်စေခြင်းဖြစ်တယ်ဒါလည်းဝိညာဉ်ကိုအဖြစ်ချင်းဖြစ်တယ်ပေါ့နောက်တစ်ခုရောင်းအခန်းလေးစာပိုက်32မှာ သင်တို့မတိတော်စားစရာဒီငါနဲ့ရှိတယ်ဟုမိန်တော်မူ၏ပြောရတွေ့ရတာဒါရှာမားတဲ့အမျိုးသမီးကိုယေရှုကအင်းမုံလေးဝင်ငှချင်းဖြစ်တယ်ဒါစားစရာလို့ပြောတယ်ဆိုတော့အဲ့ဒီစားစရာကဒီလိုပါဇက်နဲ့စားရတာမျိုးမဟုတ်ဘူးဆိုတော့ဒါအတိတ်ဘယ်ကကျွန်တော်ယုံကြည်သူရဲ့ဝိညာဉ်ကိုဘုရားသခင်အားဖြည့်တဲ့ဤနောက်တနည်းကတော့ဘာလဲပြောရင်ဤဝန်ကလေးတရင်ကိုပြောခိုင်းတာဖြစ်တယ် လူတွေအပင်ငယ်လွတ်ပြီးကောင်းကင်ဘုံရောက်ဖို့အတွက်နော်တသက်ခန္ဓာအဲ့ဒါဟာဝိညာဉ်အစာဖြစ်တယ်နော်ဝိညာဉ်အားဖြစ်ပေးခြင်းဖြစ်တယ်နောက်တစ်ခုကတော့နော်ယောဟန်ခန်း6စာပိုက်55နဲ့56မှာငါ့ရဲ့အသားဒီစားစရာကောင်းရင်ငါ့ရဲ့အသွေးလည်းတောက်စရာကောင်းရင်ငါ့ရဲ့အသားကိုငါ့ရဲ့အသားအသွေးကိုတောက်စားတော်သူဒီငါ၌ဒီ ထူထူနိုင်လဲငါတီတဲ့စပိုက်363မှာတော့ဝိညာဉ်တာလင်အသက်ရှင်စေဤကိုကာယဒီအလင်းမတက်နိုင်ငါပြောသောစကားဒီဝိညာဉ်ဖြစ်ဤအသက်လည်းဖြစ်ဆရာဒါကပွဲတော်မင်္ဂလာကိုပြောချင်တာဖြစ်တယ်နော်ဒီနေ့ယေရှုရဲ့အသွေးတော်ပရိညာတရားတင်ဆိုင်တဲ့အသွေးတော်ဖြစ်တဲ့စပိကြီးတောက်ချင်းယေရှုရဲ့ကိုတော်နော်ကျွန်တော်တို့အတေခံတဲ့နာကျင်စွာထိုးချင်းနှိစီရင်ခံတဲ့ ခန္ဓာကိုပုံဆောင်တဲ့ဖြစ်တဲ့မုတ်ကိုသုံးဆောင်ခြင်းပွဲတော်မင်္ဂလာစားခြင်းဟာလေဝိညာဉ်ကိုအားဖြည့်ခြင်းဖြစ်ပါတယ်เนาะသူတို့ပြောတာဖြစ်တယ်နောက်တစ်ခုကတော့တက်ကောခန်းလေးဆလေးစာပိုက်လေးမှာเนาะအခြားသောဘာသာစကားအဖြစ်ပြောတော်သူဒီကိုကိုတာတိဆောက်ရပြောတာတွေ့ရတယ်အဲ့တော့နောက်ဝိညာဉ်အားဖြည့်တဲ့ဤတနည်းကတော့ ဝိညာဉ်စုကြည်စုထဲကအခြားသောဘာကရရဲဆိုရင်တော့အဲ့ဒါမြန်မြန်ပြောချင်းသည်ကိုယ်ဝိညာဉ်ကိုဘုရားသခင်အားဖြစ်ပေးခြင်းတစ်မျိုးဖြစ်ပါတယ်နောက်တစ်ခုကတော့ဗျာဒိတ်ချန်ခန်းသော720မှာငါဒီတကားရှင်မှာရက်၍ခောက်လက်နေအကျဉ်သူဒီငါ့အတံကိုကြား၍တကားကိုဖွင့်ထူထူရှိရတော့ငါဝင်၍သူနဲ့တူစားတော့မီသူဒီလဲငါနဲ့တူစားတော့မီနော်ခန္ဓာကိုယ်ဆိုတော့ဒီထမင်းနဲ့ဟင်းနေရည်ရည် အဲ့ဒါတောက်တာပေါ့နော်ဒီစားတောက်ချင်းကြဝိညာဉ်အစာဖြစ်တယ်အဲ့ဒါဘာလဲဆိုတော့ဒီနေ့ကျွန်တော်ယုံကြည်သူဖြစ်ရင်တန်ရှင်သောဝိညာဉ်တော်ခံရတယ်အဲ့ဝိညာဉ်တော်ကျွန်တော်အထဲရောက်လာပြီသူအတွင်ကျွန်တော်စိတ်လုံးကိုအိုးဆိုးခွင့်မပေးတဲ့သူတွေများစွာရှိတယ်နော်ရှိတယ်အဲ့တော့ဖြာသခင်အဲ့ဒါကိုသူကတကားခောက်တယ်ဆိုတော့ကကျွန်တော်စိတ်လုံးแท้ကိုဝင်ပြီးအိုးဆိုးခွင့် ောင်းတာဖြစ်တယ်အဲ့လိုအုတ်ခိုးစိုးခွန်းပေးလိုက်မယ်ဆိုရင်တော့မဖြစ်မလဲစားတော့မယ်သူနဲ့သူစားတော့မယ်သူလည်းငါနဲ့သူစားတော့မယ်အဲ့ဒါပါလေမိတ္တဟာယဖြစ်တယ်အဲ့တော့ဝိညာဉ်တော်နဲ့မိတ္တဟာယဖွဲ့ခြင်းသည်ဝိညာဉ်ကိုကျွန်တော်ဝိညာဉ်ကိုအားဖြည့်ခြင်းဖြစ်ပါတယ်ဝိညာဉ်အစာဖြစ်ပါတယ်အဲ့တော့မိတ္တဟာယဆိုတာကပါလေအပြန်လန်ရှိတာပေါ့အပြန်လန် နော်ကိုကပဲစူးပဲတစ်ချိန်လုံးတောင်းနေဆိုကိုကပဲပြောနေတာနော်ဖះကိုနော်အဲ့တော့ဟိုကိုကပဲချင်းမွန်းနေတယ်ဆိုရင်ကိုကပဲဖះပြောတာကိုတော့မပြောနဲ့ငါပဲပြောမယ်ဆိုတဲ့ဘောတက်ရအောင်အဲ့မိတ္တာရမခေါ်ဘူးအဲ့မိတ္တာရဆိုတော့ကိုကလည်းစွတ်တောင်းရမယ်ချင်းမွန်းရမယ်ဖះကိုပြောမယ်ပြီးရင်ဖះရဲ့အတန်ကိုနားထောင်ပြီးနားခံရမယ်နော်ကျောင်းစာဖတ်တာတို့ နော်နှုတ်ကပတ်တော်နားထောင်တာတို့စသဖြင့်နော်အဲ့ဒါနဲ့ဟိုဖရာရဲ့အတန်ကိုကျွန်တော်တို့ကပြန်နားထောင်အောင်မှာဖြစ်တယ်နားထောင်ပြီးတော့မှဟာလာအတန်တော်ကြားတတ်ပြီးဆွေတော့ကိုယ်စကားကိုလည်းဖရာကနားထောင်တယ်ကိုယ်ပြန်ပြီးစကားပြောတယ်အဲ့ဒါကိုကျွန်တော်နာခံချင်းရှိတယ်ဆိုရင်အဲ့ဒါနော်ဝိညာဉ်ကိုအားဖြစ်ချင်းကျွန်တော်အတွန်းလို့အားဖြစ်ချင်းဖြစ်ပါတယ် ဖြစ်ပါတယ်နော်ဆိုလိုတာကတော့နာခံခြင်းအတ္တပါဗောနော်အဲ့ဒါဟာဝိညာဉ်အာဖြစ်ခြင်းဖြစ်တယ်ဒါကြောင့်ဓမ္မမေဆွေဒီနေ့နော်ကျွန်တော်ရဲ့အတွန်းလိုခံခံဖို့အလွန်ရည်ကြီးပါတယ်နော်အပြင်လိုဆိုတာကတော့တဖြည်းဖြည်းနဲ့အိုမယ်နာမယ်ပြင့်တည်မှာပဲเนาะခြေဆောင်ချင်းရှင့်လဲပတ်သွားမှာပေါ့မပုတ်နိုင်တဲ့အဖြစ်ပြောင်းလဲသွားမှာပေါ့အဲ့ဒီမတိုင်မီမှာကျွန်တော်တို့အရေးကြီးတာကเนาะဒီအတွင်းလူ ကျွန်တော်ဝိညာဉ်ကိုအားပြည့်ဖို့နော်အားပြည့်ဖို့အရေးကြီးပါတယ်အရေးကြီးပါတယ်နော်အဲ့တော့အပြင်ကိုလည်းကျွန်တော်အားပြည့်ဖို့လိုပါတယ်လေစားမယ်တောက်မယ်နေစရာတွေရှာမယ်နော်ကိုယ့်ရဲ့ဘုရားသခင်ပေးတဲ့ဟာလာစုကြည်စုရဘာစီးပွားရေးဘာမှလိုအောင်မလဲဟာလာအမျိုးမျိုးရှိပါတယ်ကိုယ့်နေရာနဲ့ကိုနော်ဘယ်လိုအမှုတော်ဆောင်မလဲမျိုးရှိပါတယ်နော်အဲ့ဒါလည်းလိုအပ်ပါတယ်တော်ရယ်အဲ့ဒါတွေကတော့ဒီအရာခဏဖြစ်တယ်တည်ဖို့က နော်မတီမြဲတဲ့သဘောရှိတယ်အဲ့ဒါကြောင့်အဲ့ဒီမတီမြဲတဲ့သဘောအထက်မှာရှိတဲ့ကျွန်တော်ဝိညာဉ်အာဖြစ်မှာအဲ့မတီတဲ့မြဲတဲ့သဘောနဲ့ရင်ဆိုင်တဲ့အခါမှာကျွန်တော်စဉ်လုံးဟာမတိမခိုက်ပဲနဲ့ငြိမ်သက်ချမ်းသာခြင်းတည်ငြိမ်နေမှာဖြစ်တယ်နော်ငြိမ်ဝတ်နေမှာဖြစ်ပါတယ်ဒါကြောင့်တော့မှမဖြစ်ဒီနေ့ကြားတဲ့နှုတ်ကပါတော်တိုင်းပဲနံပါတ်1ဘာလို့ဖို့လို့လဲဟာလာဟိုကျွန်တော်တို့ဝိညာဉ်နာပြီဆိုရင်တော့ နာခံခြင်းမရှိရင်နောင်တရပြီဘုရားသခင်တောင်းပန်ပါအဲ့ဒါဝိညာဉ်ကိုတင့်ဝိညာဉ်ကိုအနာငြိမ့်စေခြင်းဖြစ်တယ်အာဖြစ်ခြင်းဖြစ်တယ်နောက်တစ်ခေါ်တော့ဧဝံဂေလိသူမြောက်ယေရှုကြောင့်တည်တည်ခံပါအဲ့ဒါလည်းတင့်ဝိညာဉ်ကိုအာဖြစ်ခြင်းဖြစ်တယ်နောက်တစ်ခေါ်ပွဲတော်မင်္ဂလာနော်အဲပွဲတော်မင်္ဂလာသုံးဆောင်ပါအဲ့ဒါလည်းဝိညာဉ်ကိုအာဖြစ်ခြင်းဖြစ်ပါတယ် နောက်ခါတော့အခြားသောဘာသာကားရတဲ့သူကလည်းအခြားသောဘာသာကားကိုမြန်မြန်ပြောပါပြောတဲ့နေရာတော့လည်းခွဲခြားတတ်ဖို့လိုတော့ဗောကိုကိုတိဆောက်တာဆိုတော့ကိုနဲ့ဖျားနဲ့မြန်မြန်ပြောဖို့ဖြစ်တယ်နော်ပြောပါအဲ့ဒါဟာလည်းတင်းရဲ့ဝိညာဉ်ကိုအားဖြစ်ခြင်းဖြစ်တယ်ဘုရားသခင်အဲ့ဒီနဲ့တင်းကိုအားဖြစ်ပြီးတယ်နောက်ခါမိသားရဖွဲ့ပါနာခံခြင်းရှိပါဒါတင်းရဲ့ဝိညာဉ်ကိုအားဖြစ်ခြင်းဖြစ်ပါတယ်တင်းဝိညာဉ်ဟာနော်ဝိညာဉ်ခွာနဲ့ပြည့်နေတယ်ဆိုရင်တော့တင်းစာတိဟုနိုင်မှာဖြစ်ပါတယ် တင့်စိတ်အလိုကိုလည်းနိုင်မှာဖြစ်ပါတယ်ဘုရားသခင်အလိုတော်နဲ့တာရွတ်တာရွတ်အသက်ရှင်နိုင်မှာဖြစ်ပါတယ်အဲ့ဒါဆိုရင်တော့ဒီလောကကြီးဘယ်လိုရှိရှိတင့်ပဝန်းကျင်တင့်မိသားဆိုအော်အမျိုးမျိုးစုံစမ်းတောက်ချက်ချင်းဘယ်လောက်ပဲတွေ့တွေ့တင့်စိတ်ဟာအစင်မဲ့ညီတဲ့ချင်းချမ်းသာရှိနေမယ်တင်အားဖြင့်ဘုရားဘုံထင်ရှားလိုက်မယ်လို့ခွားပေးနေနေကုန်ချုပ်ပါရယ်ဘုရားသခင်နေ့တင်တော်အလုံးကောင်းချီးပေးပါစေတော့အာမင်